မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်မန္တလေးမုတ်ကုတ်ကားလန်ဘော်ကဇေယျကွင်းဇေယျွာကိုမေလဆယ်ရက်မနေ့ကမွန်လွဲပိုင်းမှာစောစုကတိုက်လီရင်နဲ့ဘုံကျဲတက်ချက်လို့ပြည်သူတဦးတံမနဲ့တေဆုံးကဒဏ်ရာသူတွေလည်းရှိတယ်လို့ဒေသခံတွေက MFP ကိုပြောပါတယ်။စောစုကမနေ့ကမွန်လွဲ12နာရီကျော်မှာစင်ကူးနယ်မန္တလေးမုတ်ကုတ်ကားလန်ဘော်ကလူစီကားတဲ့ခြေတောက်ပေါက်ဇေယျွာကိုဘုံကျဲတက်ဖြတ်ပြီးတဲ့နောက်မွန်လွဲ12နာရီ15မိနစ်မှာဇေယျကွင်းဇေယျွာကိုဆက်လက်ဘုံကျဲတက်ဖြတ်တာပါ။ ဇေယကွင်းရွာရွာလယ်ပိုင်းမှာရှိတဲ့ကားဝက်ရှော့တစ်ခုကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတက်ဖြတ်ခံရတာဖြစ်ပြီးပြည်သူတို့ဘုံထိမှန်တေဆုံးခဲ့တာလို့ဇေယကွင်းရခန်တို့က MP ကိုပြောပါတယ်။ဇောစုကမေလ9ရက်ညပိုင်းမှာလဲဇေယကွင်းကျေးရွာအနီးကိုလေကြောင်းပုံကျဲတက်ဖြတ်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်းစင်ကူးမြို့နယ်မန္တလေးမုတ်ကုတ်ကားလမ်းပေါ်ကလူစီကားတဲ့ကြည်တော့ပေါက်ကြွေရွာကိုမေလ10ရက်မွန်းလယ်ပိုင်းမှာစောစုကအကြောင်းမဲ့တိုက်လေနဲ့ဘုံကျဲတက်ပြက်လို့ဒေသခံပြည်သူ၅ဦးထပ်မနေပွဲချင်းပြီးတည်ဆုံးကဒဏ်ရာသူတွေလည်းအများအပြားရှိတယ်လို့ဒေသခံတွေကအမှတ်ပီကိုပြောပါတယ်ကြည်တော့ပေါက်ရွာရွာလယ်မှာရှိတဲ့ပုဂ္ဂလိကစေကံတစ်ခုကိုစောစုကအဓိကပြစ်မှတ်ထားပြီးဘုံကျဲတက်ပြက်ခဲ့တာလို့ဆိုပါတယ်စောစုကကြည်တော့ပေါက်ကြွေရွာကိုဘုံကျဲတက်ပြက်ပြီးရနောက်အနည်းအနာကကြွေရွာတွေကိုလည်းဘုံကျဲသလို တိုက်လေအနေနဲ့ဆက်လက်ပြန်ဝဲနေတာကြောင့်ကြီတောက်ပေါက်ကျေးရွာအတွင်ဘုံကျဲခံရတဲ့နေရာကိုရှာဖွေကယ်ဆယ်ရေးတွေစနစ်တကျမလုပ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါရယ်စင်ကူးနဲ့အပအဝင်မန္တလေးတိုင်းအထက်ပိုင်းကတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မတရားစင်ကူးတပိတ်ချင်းနဲ့မိုးကုတ်မြို့နယ်တွေကိုစိုးစုကနေစဉ်ရက်ဆက်ဘုံကျဲတပ်ဖြတ်နေတာဖြစ်ပါရယ်